မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့နေဖွဲ့စီအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နေဖွဲ့စီဆိုတာကျွန်တော်တို့နေရတဲ့ကဘာပါဝင် နေကျဲတလုံးကိုဗဟိုထားပြီးလက်ပတ်နေတဲ့ကြုံကြီးတွေဂျိုးတိန်တွေလာတွေကျဲတခွန်တွေနဲ့အခြားရာဝတ္ထုတွေစူးစီးထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်နေကအလဲမှာရှိပြီးအဲ့ဒီနေကို နီနီကက်ကက်လက်ပတ်နေကြတာဖြစ်ပါတယ်ကြုံကြီးတွေကတော့ မာဂျူရီဗီးနပ်စ်ကဘာမတ်ဂျူပီတာစေဒန်ယူရီနပ်စ်နဲ့နှစ်ပတ်ကျုံးဆိုပြီးရှစ်လုံးရှိပါတယ်ဒီဂျိုးတွေဟာနေကိုဆက်ဝိုင်းပုံနဲ့လဲပတ်ကြပြီးကွာဟမှုရှိတဲ့လမ်းကြောင်းတွေမှာတွာလာကြတာပါ နေကကြီးမားတဲ့အဝါရောင်ဘောလုံးတစ်လုံးလိုဖြစ်ပြီးအပူနဲ့အလင်းကိုထုတ်လွတ်ပေးတာကြောင့်ကဘာပေါ်မှာအသက်ရှင်နိုင်တာဖြစ်ပါတယ်ကဘာနဲ့အလားတူနေကို ပတ်သက်တဲ့ကြိုတိမ်တွေကျဲတခွန်တွေလတွေကလည်းတခါတရံတခြားလမ်းကြောင်းနဲ့လဲပတ်ကြတာတွေ့ရတတ်ပါတယ် နေဖွဲ့စည်းဟာအရင်ကြီးတဲ့အာဂါတာအဖွဲ့တစ်ခုလို့ပြောလို့ရပါတယ်။ရိုးရိုးစကားနဲ့ပြောရရင်တော့နေကျဲတလုံးနဲ့သူ့ကိုလက်ပတ်နေတဲ့ကြောက်တွေနဲ့အခြားအရာဝတ္ထုတွေစူးစီးထားတဲ့အဖွဲ့ကြီးလို့နားလည်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအဖွဲ့ကြီးဟာအရင်ကြီးပြီးအရာဝတ္ထုတွေတခါတရံတိုက်ခိုက်မှုလည်းဖြစ်တတ်တာကြောင့်အမြဲတမ်းတည်ငြိမ်နေတယ်လို့တော့ပြောလို့မရပါဘူး။ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်။ နေဖွဲ့စည်းကြောင်းနောက်ထပ်ပါတွေထက်သည့်ကျင်သေးလဲဆိုတာကိုမတ်မှာပြောသွားလို့ရပါတယ်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြပေးသွားဦးမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး